ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နေလေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့မိတ်ဆွေများကိုအလဲထိုင်အားနဲ့တော်ရနီကိုကျွန်တော်ပြန်လည်မြောက်ပြီးတော့မှဖြစ်တယ်ပေါ့နော်အလဲထိုင်အားနဲ့ယူရနီဖြစ်ပါတယ်20ကတော့3မျိုးဖြစ်ပါတယ်ခင်ဗျာ23မျိုးကဏ္ဍက၄လုံးဖြစ်ပါတယ်ပေါ့နော်ဒီပင်ရှင်တွေပဲဖြစ်ပါတယ်ပေါ့နော်ပင်ရှင်ကိုမှကျွန်တော်နံပါတ်7မှတ်တော့ဘူးပေါ့နော် ဒီ6345အလဲထိုင်အားနေတယ်ဗောနော်အဲ့မှာခုနှစ်အလဲထိုင်6 9ရှာပြီးသွားတာဖြစ်ပါတယ်ပြီးရင်တော့နောက်ထပ်တစ်ပြင်မှာ9နှစ်9တုံများအဲ့ဒီကနန်းသေးလုံးအလဲထိုင်အားနေတယ်ဗောနော်6အလဲထိုင်ရှာပြီးသွားတာဖြစ်ပါတယ်တုံများ63 9 3အလဲထိုင်အားနေတာ395ဆိုတဲ့အတွက်9အလဲထိုင်ရှာပြီးသွားတယ်လေကို၅၆ဒီအလေထိုင်လေးလုံးအားနေတယ်ဗောနော်ရှားပြီးတော့တာကတုံများအလေထိုင်၆တုံများ၃ င်း9 4 5ဆိုပြီးတော့ငါတော့နှလုံးတူနေတယ်ဗောနော်အဲ့မှာကျတော့နှစ်အလဲထန်ချပေးသွားတာဖြစ်ပါတယ်6မိနစ်6ပေါ့နော်လေတ6ခွန်တီလေးလုံးအလေထိုင်အားနေတာ သူရှားပြီးတော့တာက8အလေထိုင်၄8တီဖြစ်ပါတယ်ခွန်9 8အဲ့ဒီမှာအလေထိုင်အားနေကရန်3လုံးပါနော်9အလေထိုင်ရှားပြီးသွားတယ်8 8တူတူပဲပါနော်8 8 9 3မြအလေထိုင်အားနေတာဆိုရင်တီအလေထိုင်တီတီ6 နောက်တပင်မှာတော့နှစ်က3ချိန်တော့မှာပေါ့နော်နှစ်3ချိန်3ရက်အဲ့မှာခြားပြီးတော့တာက6 9 3မြောက်နှစ်တက်3လေးအလေထိုင်အားနေတာဆိုရင်9အလေထိုင်5 9 3ခြားပြီးတော့တယ်ကိုတီတုံးလေးအလေထိုင် ပေးတာပေါ့နော်ငါတုံးများလေးဆိုရွတ်တုံးများအလေထိုင်နောက်ထပ်ခွန်နေတုံးအလေထိုင်အားနေတာတုံးများအလေထိုင်ငါတုံးများတုံးတေကိုခွန်ရှိအလေထိုင်အားနေတယ်ပေါ့နော်သူချပြီးတော့က3အလေထိုင်336 တောင်းရှင်၅ချောင်းအလေထင်အားနေတာက၄ရက်အလေထင်ခွန်တစ်တုံများတစ်အလေထင်အားနေတာ၆အလေထင်ရှေးလျှောက်ခွန်တတင်း၅ချောင်းအလေထင်အားနေတာဆိုရင်တုံများအလေထင်၆တုံများ၆လေးလေးတင်းနဲ့အလေထင်အားနေတာ၆အလေထင်၆ရှောင်းရှောင်းနေချပေးသွားတယ်။တတုံ၉တုံများအလေထင်အားနေတော့မှဆိုရင်၆အလေထင်၆ရှောင်းငါဖြစ်ပါတယ်။ပင်ချေဖြစ်ပါတယ်ဗောနောပင်ချေတဲ့ပြင်မရှိသေးဘူးဗောနော။ Okay နောက်ထပ်တပြင် ငါ၃တုံများတိအဲ့ဒီအလဲထိုင်လေးလုံးအားနေတာ6အလဲထိုင်9ရှောင်းနေရှားပေးသွားတယ်ဗောနော်တုံညာ9 9တုံများတုံများ9အလဲထိုင်အားနေတာဆိုရင်၄အလဲထိုင်ရှားပေးသွားတယ်တုံညာ3 5 6အလဲထိုင်အားနေတော့ငါ2အလဲထိုင်နင်းနေတိ6 9တုံများအလဲထိုင်အားနေတာဆိုရင်၄အလဲထိုင်8 4 3ပြန်3 9တုံများအလဲထိုင်နေရာမှာပဲတယ်ဗောနော်6အလဲထိုင်ရှားပေးသွားတယ်ခင်ဗျာ ပြီးရင်တော့ခွန်တင်း96အလဲထိုင်ပေတယ်ဗောနော်နှစ်3ည9ဆိုတဲ့တတ်3ညအလဲထိုင်နှစ်3နှစ်3နှစ်3အလဲထိုင်အားနေတာ9အလဲထိုင်ချပေးသွားတယ်ခင်ဗျာ9 9 89အလေထိုင်အားနေတာ3ညအလေထိုင်9 3ည3ည9နဲ့9 3ညအလေထိုင်အားနေတာ9အလေထိုင်3ခုခွန်ရှားပြီးသွားခဲ့တယ်6 3 9 7အလေထိုင်အားနေတာဆိုရင်9အလေထိုင်89လေ နှစ်တုံညာနှစ်တုံအလဲထိုင်အားနေတာဆိုရင်6အလဲထိုင်5 63ရှာပြီးသွားခဲ့တယ်ပေါ့နော်33 56အလဲထိုင်အားနေပါဆိုရင်6 68 6တုံည5အလဲထိုင်အားနေတာနှစ်အလဲထိုင်ချားပေးသားတယ်6 5နှစ်3အလဲထိုင်အားနေမှာ8အလဲထိုင်ချားပေးသားတယ်ပေါ့နော်3 6ခုအလဲထိုင်အားနေတာဆိုရင်တုံညအလဲထိုင်ချားပေးသားတာဖြစ်ပါတယ်ပင်ရှင်20ဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်နံပါတ်စင်မပြတော့တာဖြစ်တယ်ဗောနော်အပင်ပေါင်းရာကျော်ရှိပြီဖြစ်ပါတယ်။โอเคဒါလေးကိုကျွန်တော်အတူတူလေ့လာကြအောင်ဗောနော်။20ကတော့3မျိုးဖြစ်ပါတယ်။โอเคအလဲထိုင်မှာလေးလုံးပယ်တဲ့နည်းဖြစ်တယ်ဗောနော်။အဲ့မှာ20နံပါတ်1ဒီအနောက်ဆုံးက3မျိုးထဲပေါ့နော်နံပါတ်3ကကနဲနှလုံးဖြစ်ပါတယ် ပြီးရင်တော့ဒီမှာဒဏ္ဍီနံပါတ်၁ဒါကနံပါတ်၂ဒါကနံပါတ်၃ပေါ့နော်၄၅ကဒဏ္ဍီနံပါတ်၃ဖြစ်ပါတယ်။ Okay ကျွန်တော်ဒီအစကနေတော့ဒဏ္ဍီနဲ့တကွာမပြတော့ဘူးပေါ့နော်ဒီအောက်ပိုင်းဒီ၃၈၈တပင်နဲ့၃၃၉တပင်ကိုဒဏ္ဍီနဲ့တကွာရှင်းပြပြသွားမှာဖြစ်ပါတယ်။ Okay ကျွန်တော်အလဲထိုင်အားနေယူတဲ့နေ့20နံပါတ်3ကိုကျွန်တော်အတူတူလေ့လာကြအောင်ပါခင်ဗျာဒီနေ့နေ့ခွန်တပင်ကနေ388တပင်ပေါ့နော်6ကတစ်ချိန်93လီ20နဲ့ ဒီလေးကတစ်ကြိမ်အဆောဤဒီတိကတစ်ကြိမ်ခုနှစ်ကြိမ်ပေါင်း၁၄ကိုဒီအပေါ်မှာရှိတဲ့လေးနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။အဲဒါမို့ရှောင်းတဲ့လေးပေါင်းချင်းက၁၀ရာတယ်ဗနော်။ဒီတိနဲ့တိပေါင်းချင်းကနိနဲ့လေးပေါင်းချင်း၆ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာ၆အလေးထင်အားနေတယ်ဗနော်။သူရှားပြီးသွားတာက၈အလေးထင်ရှားပြီးသွားတာဖြစ်ပါတယ်။၆အလေးထင်အားနေတာဆိုရင်တောင်းချီရှိဆိုပြီးတော့ချစ်အလေထင်ချပေးသွားတယ်ဗနာဒီမှာ6အလေထင်အားနေတော့ကြည်ပြထားတယ် ပြီးရင်ဒီ၃အလေထိုင်၃မြအလ၃အလေထိုင် အားနေတာလေးဆက်ပြီးဒီလာကြအောင်ပါနော်တစ်တကြံ၈၃၄၀နဲ့အသေးအပေါ်ကယူတဲ့နေ့တိုင်းပဲဖြစ်ပါတယ်နေ့တကြံဒီ၆နှစ်ကြိမ်ဆက်နှစ်ကိုလေးနဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဒီလေးနဲ့လေးပေါင်းချင်းဒီရှင်းရတယ်ပါနော်နေနဲ့ပေါင်းရင်30နေနဲ့တပေါင်း3ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာ3အလေထိုင်အားနေတာဖြစ်ပါတယ်။ခြားပြီးတော့တာက3ညအလေထိုင်ခြားပြီးသွားတယ်ပါနော်။ တောင်းအလေထင်အားနဲ့တောင်းများအလေထင်ချပေးသွားတယ်။ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်ဒီတစ်ဆယ်ကျင်းအတွက်ဆိုရင်တော့ဒီအပေါ်ကယူတဲ့နေ့တိုင်းပဲငားမှာတစ်ကျင်းဒီ93ဒီ90နဲ့ခွန်ကိုတောင်းများအလေတောင်းများဘောနောပြီးရင်ဒီ6နှစ်ကျင်းစနစ်ကိုလေးနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။အရှိကငါးနဲ့ခွန်ပေါင်းချင်းဒီစနစ်ဖြစ်ပါလေ ဒီနေ့နဲ့ဒီနေ့နဲ့ပေါင်းတဲ့ကလေးလေးနဲ့လေးပေါင်းချင်းရှေ့ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီ30ချိန်မှာရှေ့အလေထိုင်အားနေတယ်ဆိုပြီးတော့ဒီချဲ့လေထိုင်အားနေတယ်ပေါ့နော်အစဉ်20နံပါတ်1ကအရှိအလေထိန်အားနေတာဖြစ်ပါတယ်ဆယ်ပေမပေးကြတော့ကျွန်တော်စောင့်ကြည့်ရမယ်ပါနော် Okay နောက်ထပ်20နံပါတ်2ကိုဆက်ပြီးတော့အတူတူလေ့လာကြရအောင်ခင်ဗျာဒီ6ကတစ်ချိန်ဖြစ်ပါတယ်ဒီလေးနဲ့ဒီလေးနဲ့ပေါင်းတာက6 ဒီ6နှစ်ကြိမ်ပေါင်းရှင်းစနစ်ကို9နှစ်ထပ်ပေါင်းမှာဖြစ်ပါတယ်။ဒါဆိုရင်အလဲက7နှစ်နဲ့ပေါင်းရှင်းတဲ့စဉ်6နှစ်9ပေါင်း55ဆိုတဲ့အတွက်9အလဲထိန်အားနေတယ်ပေါ့နော်။နောက်ထပ်တစ်ပြက်မှာ7အလဲထိန်388ဖြစ်ပါတယ်။9အလဲထိန်အားနေ388ပြန်လေးအလေးထင်အားနေရတာကိုထပ်ပြီးတက်ပြပြီးသွားမှာဖြစ်ပါတယ်ဒါတော်နေနံပါတ်1ပေါ့နော်ဒီတစ်ကတစ်ကြိမ်တစ်ခွန်ပေါင်းရှင်းတီ6ဖြစ်ပါတယ် နောက်ထပ်6နာချိန်ပေါင်းခြင်းစနစ်ဖြစ်ပါတယ်။နေ့နာချိန်ပေါင်းတာက၄ကိုအပေါ်မှာရှိတဲ့၉နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ပေါ့နော်။သာဆွေအလေးက၈နှစ်နှစ်ပေါင်း၃၀တင်းနဲ့၉ပေါင်း၃၀ဆိုတော့ဒီမှာ၄တလုံးချန်နေအတွက်အလေးထိန်၄အားနေတယ်ပေါ့နော်။တုံညအလေးထိန်ချပေးသွားတာဖြစ်ပါတယ်ခင်ဗျာ။၄ရက်လေးအားနေတုံညချပေးသွားတယ်။ဒါဆိုရင် ကျွန်တော်တို့ဒီ တဆယ်ချိန်အတွက်20နံပါတ်နဲ့အလဲထိုင်အားနည်းဆိုရင်တော့ငါတစ်ချိန်9နဲ့6ပေါင် sorry 9နဲ့5ပေါင်ချင်းဒီစံသေးဖြစ်ပါတယ်ဒီ3နဲ့ချိန်ပေါင်ချင်းဒီ6 3နဲ့ချိန်ပေါင်တာကနှစ်ကို9နဲ့ထပ်ပေါင်းသွားမှာဖြစ်ပါတယ်အားဆိုရင်4နဲ့6ပေါင်ချင်းဒီတဆယ်ဖြစ်ပါတယ်နှစ်နဲ့9ပေါင်တာက9နဲ့2ပေါင်ချင်း9 9နဲ့9ပေါင်16ဆိုတဲ့အတွက်ကျွန်တော်20အရာ6တလုံးအလဲထိုင်အားနည်းမယ်ပေါ့နော် 20အရာဖြစ်ပါတယ်20အရာ6နဲ့6နဲ့ဒီနှလုံးအလဲထိုင်အားနေတယ်ဗောနော်ဆက်ပြီး20နံပါတ်3ကိုကျွန်တော်အတူတူလေ့လာကြည့်အောင်ပါခင်ဗျာ20နံပါတ်3ကကနန်းနှလုံးယူတဲ့ဤဖြစ်ပါတယ်အလဲထိုင်အားနေဗောနော်โอเคတွေ့ရ20ကဒီ6ကိုနှစ်ချိန်ပေါင်းတာဆက်နှစ်ဖြစ်ပါတယ်ရှင်းနေ5ပေါင်းချင်းဒီ73ဒီ6က2ချိန်ဖြစ်ပါတယ်နှစ်2ချိန် ရှင်းနေငါပေါင်း73တီ၄တချိန်ပါနော်နေ့နှစ်ချိန်ပေါင်းရှင်းသိကိုဒီနောက်က၄၃တီက7တီဒီလဲကတချိန်6က၄ချိန်ဆိုရတဲ့20နဲ့၄ပြီးရင်9နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ဒီ၄နဲ့၄ပေါင်းရှင်းနေနဲ့ပေါင်းရင်30၄နဲ့၄ပေါင်းရှင်းနေနဲ့ပေါင်းရင်30ဂျန်နီတာက39ဂျန်နီတာ39ပေါင်း7နှစ်3အလေထိုင်အားနေတယ်ဆိုပြီးယူထားတာဖြစ်တယ် ရှစ်အလေထိန်ချပေးသွားတယ်ဗောနော်နှစ်သုံးအလေထိန်အားနေတာရှစ်အလေထိန်သုံးရှစ်ရှစ်ထပ်ပြီးတော့ရှောက်ခွန်အလေထိန်အားနေတာကိုဆက်ပြီးတူလေးလာကြည့်အောင်လားခင်ဗျာဒီတိနှစ်ကြိမ်ပေါင်းရှင်းဒီနေ့ဖြစ်ပါတယ်သုံးများနဲ့6နဲ့ပေါင်းခြင်းက6နေအပောင်းတုံများနဲ့6ပေါင်းချင်း6ဒီ6ကတကြိမ်တင်းနှစ်ကြိမ်ပေါင်းချင်းဒီနေ6က3ကြိမ်ဆိုတော့78ခြေပဲရည်တယ်ခုနှစ်ကတကြိမ်6က4ကြိမ်ဆိုတဲ့အတွက်20နဲ့4ကို9နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်ခင်ဗျာ ။အဲဆိုရင်ကျွန်တော်ဒီနိနေချင်းနဲ့ပေါင်းချင်းဒီသဆိုင်ရတယ်ပေါ့နော်။နိနေဒီရှင်းနဲ့ကသဆိုင်နိနေချင်းနဲ့က30 6နဲ့၄နဲ့က30 9နဲ့9ပေါင်းချင်း16ဆိုတဲ့အတွက်ကြောင့်မို့ရှောက်ခွန်အလေထင်အားနေတာဖြစ်ပါတယ်။တုံးများအလေထင်ချပေးသွားတယ်ပေါ့နော်6ခွန်အလေထင်အားနေတာတုံးများအလေထင်ချပေးသွားတယ်ဒါဆိုရင်တော့30ချိန်အတွက်ထပ်ပြီးကျွန်တော်ဒီနေ့အတိုင်းပဲထပ်ပြီးလေ့လာကြအောင်ပေါ့နော် တင်ကနှစ်ကြိမ်ပေါင်းရှင်းသည့်30ဖြစ်ပါတယ်ရှစ်ခွန်ပေါင်းရှင်းက55ပြီးရင်ဒီတက်ကတစ်ကြိမ်ဒီနှစ်နှစ်ကြိမ်က၄3က3ကြိမ်ဆိုတဲ့အတွက်3တက်က3ကြိမ်ဆိုတဲ့အတွက်3ပြီးရင်ကတစ်ကြိမ်3က4ကြိမ်ဆိုတဲ့အတွက်3လေးဒီဒီစနစ်ကိုဒီနောက်မှာ9နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာငါဆိုရင်ဒီနဲ့တက်ပေါင်းရှင်းသည့်5 5နဲ့ပေါင်းရှင်း30နောက်ထပ်3နဲ့2ပေါင်း5 5နဲ့5ပေါင်း30 ဒီကိုလုံးကြံတဲ့အတွက်ကိုတုံများအလေထိန်အားနေတယ်ဆိုပြီးတော့ဒါသွင်းနေအရာရှိတယ်ပေါ့နော်ကျွန်တော်အလေထိန်ကိုတုံများရတဲ့ဟာလေးရှိနေတဲ့အတွက်ကြောင့်မို့ကျွန်တော်အလေထိန်နောက်ထပ်တွင်မြေကိုလည်းတင်ပြသွားပါဦးမယ်ပေါ့နော်အာဒါသွင်းနေအရာကျွန်တော်ချစ်ချောင်းကိုတုံများအလေထိန်အားနေတာဖြစ်ပါတယ်ဗီဒီယိုကိုလည်းကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ